လောင်နာကြီးပဲမဟုတ်ဘူးဒီကားကလေနောက်ဆုံးအထိကြည့်ကြည့်ပါကျွန်တော်အများကြီးပေးထားတယ်ဒီကားကလေတကယ်ကိုဒီမှာပါတဲ့ဟိုကျွန်တော်တို့ကန်ကန်ရဲ့အကျိုးဆိုတဲ့ဟာကိုအလုံးအောင်အဲ့ဒါကိုအတိအကျပြထားတာပေါ့နော်ဟိုရိုက်ရတာတော့ပင်မနေ တ်တရားရအများကြီးပဲခုနပြောသလိုပေါ့ဟိုခလေးမတ်တရားဆိုကိုရိုးရိုက်နေနေအရင်လက်ပူတဲ့အချိန်ဟိုရာပြပြရတယ်တစိရိုက်တယ်ဆိုရင်စင်းရလည်းအရင်အရေးကြီးတယ်စင်းနောက်ငိုရမယ်စင်းငိုရမယ်စင်းနောက်တော့ဟိုအားလုံးအခန်းလုံးပိတ်ပြီးရိုက်ရတာလေသူတွေကလေတကောလုံးအဆွဲနဲ့သူအိုက်ကာတွေရောဒီအကုန်လုံးပေါ်တော့အဲ့အချိန်မှာမရဟိုအိုက်ကာတယောက်ကမရမချင်းရိုက်ရတာပေါ့ကိုရိုးရိုက်ရဒါသူလည်းသူလည်းပါတယ်ပေါ့နော်သူလည်းပါတယ်အဲ့လိုစင်းမျိုးဆိုရင်ဟိုဘယ်လိုခေါ်မလဲဟို ခက်ခဲတစ်ခုပေါ့နော်ဒါအဲ့တောင်လည်းနားလေဒါမကုမအချိန်ရလည်းရှိသေးတာမပြီးမှကြောက်တာလည်းပါရောနော်အဲ့အဲ့လိုတွေပေါ့အမြရရတာအဲ့လိုအခက်ခဲတွေအများကြီးပဲရှိခဲ့တာပေါ့ဒါတိတိလေးပဲရှိသေးတယ်ကျန်တဲ့အခက်ခဲတွေအများကြီးရှိသေးတော့ဒါဆိုရင်တနန်းတွေရရနေရှိကိုင်းရရတနန်းတွေရတော့သူကတမတ်ချက်တွေတမတ်ချက်တွေလည်းရှိရောခရီးပေါ်ကများမလားအများများတယ်ဟိုရုပ်ရှင်ဆယ်ကားသားလောက်ပင်မနေတကယ်ပင်မနေဟုတ်တယ် ကြိုက်တယ်ဒါလည်းကြိုက်တယ်ကြိုက်တယ်ဆိုတာဟိုကိုကငကိုတည်းကကိုတော့ငကိုတည်းအိုက်တာဟိုအိုက်တာဆိုတော့ဇလန်းတွင်းကဟိုအိုက်တင်လို့ရင်အသေးစိတ်လှုပ်လို့ရတယ်အဲ့တခုကြိုက်တယ်ဟိုသူကရိုက်တာအပြစ်ပေါ်လို့ရဟိုရုပ်ချင်းကြတော့ဟိုဟိုတချို့ကရိုက်တာတွေဆို short play ရတာကြီးများတယ်မင်းမဟုတ်တဲ့ဟာတွေဆိုရင်အကုန် short play ရတာအဲ့အတွက်မရောက်တာအများကြီးရှိတယ် main cast ကိုအဓိကပေးရတဲ့အတွက်တခြားတကက်တကက်အရေးကြီးတဲ့ဇက်ကောင်တွေအားလုံးရှော့ပလိုက်ရအဲ့ဒါဇက်လန်းကိုထိခိုက်သွားတယ်။တကယ်ကြတော့ဒါမျိုးမဟုတ်ဘူး။အဲ့တကူကတော့ကြိုက်တယ်။ဟိုရိုက်ရတာတော့ပင်ပန်းအမေကြိုက်တယ်။မင်းသမီးကိုငိုခိုင်းခဲ့တယ်ဆိုတော့မင်းကငိုပြီးတော့မရက်တော့ဘူး။ဟာတော့ပြန်ချောရတယ်ဆိုတော့ငိုပြီးမရက်တော့ဘူး။အဲ့တစည်းဆိုရင်ရိုက်နေရင်လည်းသူကငိုတာမရက်တော့ဘူး။မရက်တော့ဆိုတော့နည်းနည်းလေးဝမ်းနေသွားပါမှာပေါ့။ ဲ့အဲ့ဒီစင်းမှာတော့ဒါတော်တော်လေးကိုဒါတော်တော်လေးတည်သွားသူ့ကိုလည်းအချိန်ပြန်ပေးရတာပေါ့နော်ငိုတဲ့ခံရိုက်ရတာအကိုကလည်းတခုကအကိုကိုယ်တိုင်ကသူ့ကိုငိုဆိုရင်အကိုကငိုရတာပေါ့အကိုကငိုရတော့အကိုမျက်ရည်မကြမချင်းအစ်စ်မပြေဘူးလေသူတို့ငိုနေပြီမဲ့လေအကိုအခုရင်ထဲကိုရောက်မှာပဲအကိုလှွတ်တက်တာဆိုတော့အဲ့ဒီအချိန်တော့ကတရုတ်ဆောင်တာနဲ့ကိုယ်ကွက်တီးပေါ့နော်အဲ့ဒီအချိန်တော့ဒါနည်းနည်းကို မူတော်တော်တော်လေးပြတ်တရရတယ်ဟုတ်ကြောက်တယ်လို့လည်းမဟုတ်ဘောနော်အကိုတို့ကြောက်လည်း pressure အများကြီးရှိတယ် pressure အများကြီး pressure ဆိုတာလေ responsibility ပေါ့နော်ကိုတာဝန်ယူရတာအကိုကိုယုံကြည်လို့ဒီကားထဲမှာပါတယ်ဒီကလေးတွေပါမယ်တခြားလူတွေပါမယ်တချို့တွေဆိုရင်ဇလန်းတော်မှာဖတ်ဖို့အကိုရိုက်ရင်ရိုက်ချင်တယ်ဆိုတဲ့လူမျိုးတွေရှိရအဲ့လိုတွေအတွက်ကိုအကိုကတာဝန်ယူရတာတာဝန်ယူရတော့အကိုမှအားလုံးပေါ့နော်ဟိုနောက်တော့ ဒီစကားတွေရိုက်တယ်ဆိုတာလေဒီဇလန်းတွဲရိုက်တယ်ဆိုတာသူ့ sequence ကြီးရှိတယ်။ဘယ်နည်းနဲ့အပီးရိုက်ရမယ်လို့တော့ကျွန်တော်မှတတ်မှတ်ပြီးသားရှိတယ်။အကိုရက်60ဆိုရင်ရက်60ကျော်လို့မရအောင်တော့ budget အရပါတော့။အဲ့ဒါကြီး pressure တွေအများကြီးရှိအောင်အများကြီးရှိတော့ဒီ clear တွေအားလုံးကဒီထဲကနေထွက်မတော့အောင်တာဝန်မြဲယူရဥပမာအခုနကကိုပြောခဲ့တယ်လို့ပဲမိန်းကလေးတွေအများကြီးအဲ့ဒီမှာသူတို့က ဂျိုက်ခွေးပြင်ရောက်တော့အားလုံးကအေးဟာနဲ့အေးဟာဟိုစောရင်စောနေတာဟိုဟိုတစ်တော့ရိုက်ရိုက်နေကြတာဆိုတော့အဲ့လိုပြောနေရိုက်မယ်ဆိုရင်ဝင်လာမရောက်ပါဆိုရင်တော့စောနေရင်ကနေဒီကာရိုက်တာကိုပြန်မရောက်ပါဆိုရင်လည်းအတွက်နည်းနည်းလေးသူတို့ကိုနည်းနည်းလေးပေါ့နော်အဲ့လို pressure ပေးတာကြောက်တယ်လို့တော့မဟုတ်ဘူးအကိုကိုယ်တိုင်ကအဲ့လိုညုံနေဘူးလို့အဲ့လိုဖြစ်မှာဆိုရင်ဟိုအဲ့ဒီကားကြည့်လိုက်ရင်လူတိုင်းလူတိုင်းရဲ့ဒီဇက်ပေါ်မှာထားတဲ့သူတို့မျက်လုံးနေရာစား အဲ့ကြည့်ကြည့်လိုက်ပေါ့နော်မျက်လုံးတွေကစားလောဝအဲ့လိုမတူအောင်အကိုအကိုအနေနဲ့စူးစားရတာပေါ့ဒီကားလေးကိုကျွန်တော်တို့အဖွဲသားတွေပေါ့နော်အဖွဲသားကြီးဆိုတော့ကိုယ့်ရဲ့ညီလေးညီမတွေပါပဲကလေးတွေအားလုံးပေါ့နော်ဒါအကုန်လုံးကိုယ့်ရဲ့ငယ်တဲ့လူတွေရွယ်တကယ်ကိုတကယ်ကိုစူးစားစူးစားထားတယ်ပေါ့နော်ခုနသူတို့ပြောသွားတာကိုယ်ကပဲဖိလိန်ဖြစ်နေတာပေါ့နော်တကယ်ကိုသူတို့စူးစားထားပါတယ်တကယ်ကိုစိတ်နှစ်ပြီးတော့တကယ်ကိုအကိုကိုကြောက်လို့လည်းပါရင်ပါမှာပေါ့နော်ဆိုရင်ပြီးတော့စူးစားလည်းပါရင်ပါမှာတကယ်ကိုစူးစားထားပါတယ်ဒီကားလေးကပြည်သက်အတွက် တကူပေါ့နော်ဟိုလောင်နာကြီးပဲမဟုတ်ဘူးဒီကားကလေနောက်ဆုံးအထိကြည့်ကြည့်ပါကျွန်တော်အများကြီးပေးထားတယ်ဒီကားကလေတကယ်ဟိုဒီမှာပါတဲ့ဟိုကျွန်တော်တို့ကန်ကန်ရဲ့အကျိုးဆိုတဲ့ဟာအလုံးအောင်အဲ့ဒါကိုအတိအကျပြထားတာပေါ့နော်လူဒူရီယာတစ္ဆာတရားဘလောက်အရေးကြီးလဲဆိုတာကိုလည်းတကယ်ကိုပြထားပါတယ်ဒီကားလေးကိုစာဆုံးအားပေးကြပါအောင်လို့ပြောချင်ပါတယ်